ဲ့ညွန်ပေါင်းအစိုးရအဖွဲ့အတွင်းဖြူတိုင်းပါတီနဲ့ဘူဂျာထိုင်းပါတီကြားသဘောထားကွဲလွဲမှုတွေမြင့်တက်နေရဲဆိုတဲ့တင်ကိုဘူဂျာထိုင်းပါတီခေါင်းဆောင်အနုတင်ချန်ဗီရာကူကညှင်းဆုပ်ခဲ့တယ်လို့ဘန်ကောက်ပို့စ်ကဖော်ပြခဲ့ပါတယ်။အားလုံးကပုံမှန်ပါပဲ။အင်ဒိုနီးရှားသမရအတွက်ကျိုးစုပ်ပွဲကိုဝင်ကြီးအောင်တက်ရောက်ကြပါရယ်။ဘာတင်းမှမူမှာမရှိပါဘူးလို့အနုတင်ကမေလ16ရက်မှာပြောကြားခဲ့တာပါ။ညွန်ပေါင်းအစိုးရအဖွဲ့အတွင်းပါတီအချုပ်ဟာနိုင်ငံရေးကစားနေကြောင်းသတင်းတွေထွက်ပေါ်နေချိန်မှာအနုတင်ကအခုလိုမျိုးအာမခံပြောကြားခဲ့တာဖြစ်ပါရယ်။ ထွက်ပေါ်နေတဲ့သတင်းတွေအရကလာတန်ပါတီဟာတခြားပါတီကလွှတ်တော်အမတ်တချို့ကိုသူ့လက်အောက်ကိုတွင်းနေတာပါ။အဲ့ဒီလှုပ်ဆောင်မှုဟာသူ့ရဲ့မဟာမိတ်ဖြစ်တဲ့ဖြူတိုင်းပါတီကိုကူညီလိုတဲ့လှုပ်ရှားမှုဖြစ်တယ်လို့လေလာဆောင်ကြည့်သူတွေကပြောကြားခဲ့ပါတယ်။အဲ့ဒီအချိန်အတော်တည်းမှာဘူဂျာတိုင်းပါတီဟာလည်း United Thai Nation Party UTN နဲ့ဆက်ဆံရေးမြင့်တင်နေပုံရပြီး UTN ပါတီခေါင်းဆောင်ပီရာပန်ဆီလီယာတာပီဘာကာဟာမကြသေးမီကစေယုံတက်ခဲ့ရတဲ့အနုတင်ထံတွားရောက်ကြည့်ရှုခဲ့တယ်လို့ဆိုပါရယ်ပြည်သူတွေအတွက်အကျိုးရှိမယ်ဆိုရင်ဘူဂျာတိုင်းပါတီဟာ အတိုက်ခံတွေအပါအဝင်ဘဲပါတီနဲ့မဆိုလက်တွဲလုပ်ဖို့လမ်းဖွင့်ပေးထားပါတယ်လို့လည်းအန်ယူတင်ကပြောကြားခဲ့တာပါကလာတန်ပါတီအင်အားကြီးမှလာမှုဟာအောက်လွတ်တော်မှာဘူဂျာတိုင်းပါတီရဲ့ဩစာလွှမ်းမိုးမှုကိုချင်းချောက်လာနိုင်ခြင်းရှိမရှိမေးမြန်းခံရချိန်မှာတော့အန်ယူတင်ကပါတီအားလုံးရဲ့ရည်ရွယ်ချက်ဟာပြည်သူအကျိုးကိုတည်ပို့ဖို့ဖြစ်တယ်ဆိုပြီးတော့ဖြစ်ကြခဲ့တာဖြစ်ပါတယ်သူဟာကလာတန်ပါတီရဲ့အကြံပေးဖြစ်တဲ့လွတ်တော်အမတ်တမန်နဲ့ပရွန်ပေါင်နဲ့လည်းလက်တွဲလှုပ်ဆောင်နေတယ်လို့အန်ယူတင်ကပြောပါတယ် ညွန်ပေါင်းအစိုးရအဖွဲ့အားပြုပြင်ဖွဲ့စည်းပွဲရှိနေတဲ့ဆိုတဲ့တဲ့င်းတွေကိုဒုတိယဝန်ကြီးချုပ်ဖြစ်တဲ့အနုတင်ကညင်းဆုခဲ့ပြီးအစိုးရအဖွဲ့အားလွတ်တော်ကိုယ်စားလှယ်320ကျော်နဲ့အတူတည်ငြိမ်စွာရှိနေတယ်လို့ပြောကြားခဲ့ပါတယ်